ဆေးရပတိပခတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံရှိလူဦးရေတသန်းလောက်အတွက်စားနပ်ရိက္ခာအထောက်ပံ့ရန်မုံငွေမလုံလောက်မှုကြောင့်ရဆိုင်နေရတော့မယ်လို့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကမတ်လ14ရက်နေ့ကသတင်းထုတ်ပြန်ပါတယ် WFP အနေနဲ့ရန်မုံငွေလိုအပ်ချက်တွေအလွန်ကြီးမားစွာရှိနေပြီးလာမယ့်ဧပြီလကစတင်ပြီးတော့မြန်မာနိုင်ငံရဲ့လူဦးရေ တသန်းကျော်အတွက်စားနပ်ရိက္ခာအကူအညီတွေကိုရပ်ဆိုင်းတော့မှာလို့ဆိုပါရစေ နိုင်ငံအတွင်းပဋိပက္ခတွေနေရစွန့်ခွာရွှေ့ပြောင်းမှုတွေနဲ့သွားရောက်ကူညီခွင့်ကန့်သတ်ချက်တွေတွန်းမြင့်လာတာကြောင့်စာနယ်ဇင်းခအကူအညီလိုအပ်ချက်တွေပုံမှန်မြင့်တက်လာခြင်းမှာကူညီမှုကိုရပ်တန့်လိုက်ရတာဖြစ်တယ်လို့ WFP ကဆိုထားပါဗျ။ရမုံငွေအစ်စ်မရရှိရင် WFP အနေနဲ့ထိခိုက်လွယ်မှုအမြင့်မားဆုံးဖြစ်ကြတဲ့အသက်၅နှစ်အရွယ်ကလေးတွေ၊ကိုဝင်ဆောင်မိခင်တွေ၊နှုတ်တိုက်မိခင်တွေနဲ့မတန်ဆွမ်းသူတွေပါဝင်တဲ့လူဦးရေ၃,၅၀၀ခန့်ကိုသာကူညီထောက်ပံ့ပေးနိုင်တော့မှာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဆိုထားပါဗျ။ အခုလောအကူအညီတွေရပ်ဆိုင်းရမှုဟာနိုင်ငံတော်ဝန်လုံးကလူလူတွေအတွက်ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုရှိနိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကပြောကြားထားပါတယ်ခင်ဗျာ။